ဒီကတော့ Redmi ရဲ့ Turbo 4 Pro ရဲ့ Harry Potter Edition ဆိုတဲ့ကောင်ကျွန်တော်တွေ unboxing လေးလုပ်ပြီးတော့ဘလို့အနေထားရှိလဲအထဲမှာဘလို့ဒီဇိုင်းတွေလာလဲဆိုတာကိုနည်းနည်းလေးကြည့်ကြရအောင် ည့်တဲ့အတိုင်းပဲဒါ addition တွေကဒါ Xiaomi ဘက်ကနေထွက်တာတွေကတော်တော်လေးုံများတယ်ဒါ Redmi series ရောပေါ့ Redmi ရဲ့ Turbo 3မှာလည်းထွက်တယ် Xiaomi ဆို Civic series တွေမှာထွက်တယ်အရင်နှစ်ကလည်း Turbo 3ရဲ့ Harry Potter addition ကလည်းတော်တော်လေးကိုမှလှခဲ့တဲ့ကောင်လို့ပြောရမယ်ဒီခါတော့ကျွန်တော်တို့ Turbo 4 Pro ရဲ့ limited edition Harry Potter လေးပေါ့ဆိုတော့ဖောက်ကြည့်မယ်ဘာတွေကောင်းလဲဘယ်လောက်ထိလှတယ်ဒါလေးကိုပြောကြပါဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုစလိုက်ရအောင် ်မှန်အောင်ဆုံးတော့ကျွန်တော်တို့အလဲမှာပိတ်ထားတဲ့စက်ကူဘက်ကိုခွာမှာပေါ့နော်ညစ်ချက်ဘူးကတော့တကယ်ကိုလုံးဝလုံးဝဟိုမိုက်တဲ့ဒီဇိုင်းလေးအထဲမှာတော့တမ်းပြီးတွေ့ရမှာတော့ဒါ Harry Potter ပေါ့နော် Remy Tabo 4 Pro special edition featuring harry potter ပါညာပေါ့ကလေးဒါပါမယ် ပြီးတော့ဒီမှာသူ sim slot အတွက်လုပ်ပေးထားတာကဒီဘူးပေါ့နော်ဘူးကတကယ်အနှစ်အဲ့မှာ true user ဆိုလို့ရှိရင်သူ့ရဲ့ sim tray ကိုကြိုက်တယ် sim tray ကလုံးဝကျွန်တော်တို့ဘာလဲဒါလုံးဝចောင်းသားတစ်စိတ်လားအဲ့ဘာဒါကမကြည့်ရကြအောင်မိအောင်မိဘူးအဲ့ဒီစိတ်နဲ့လားတော်တော်ကိုထားကြတယ်ဘူးကလည်းလုံးဝတကယ်ကို limited edition ဆိုတာမျိုးကိုတိတာအောင်ပြထားပြီလို့ပဲအထဲမှာတော့သူကပါတာတွေက main ပါ သူကဖုံးရဲ့ဟိုအားတွေကိုပါနော်အကုန်လုံးပြောင်းလိုက်တာဒါမျိုးဖြစ်သွားတယ် Harry Potter stay ကတွေပါမယ်လုံးဝလွင့်အဲ့ဒါပါမယ်နောက်ကကာဗာကာဗာကအသားတော်တော်လေးကောင်းတယ်အဲသူကလဲသာလားဟာလားတော့မသိဘူးလုပ်ပြီးထားရတာတော်တော်ပုံမှာခံရတာကောင်းတယ်ဆီလီကွန်ကေ့စ်ပုံစံမျိုးလဲသာပုံစံနောက်မှာ Harry Potter စိတ်ပါမယ် and WPEI ပါညာတကမှာလည်းမပါမရမီပါညာစာရင်းလေးပါမယ်။ကာပါကတော့အလုံးတွေ့တိုင်းမထင်ဘူးเนาะ။ကာပါလည်းတော်လေးလှလာတယ်။ပြီးတော့ကျွန်တော်တို့ဖုန်းကိုဆက်ကြည့်ကြတာပေါ့။အနှစ်ပဲ။တတော်ကိုကန်ရတာကောင်းတယ်။အနောက်က glassman တန်းပြီးတော့တိတာစီရဟာမျိုးပေါ့เนาะ။အဲနှစ်ချမ်းကိုတစ်ချမ်းကလက်ရမထင်လို့ပေးထားတယ်။အန်ဒီကလဲပေါ့။တစ်ချမ်းကတော့သူကလက်ရမတိတ်တော့မထင်ဘူး။အခုကင်မရာဖန်ကင်မရာဖန်ကသူကတန်းပြီးတော့တွေ့တာ ਨੇ ။ ုံးဝကိုသူအနီစင်းလေးထည့်ပြီးဟာကြည့်ရတော့တော်တော်ထူးကြတယ်ဗျာဒီခေါက် Harry Potter Edition ထဲမှာဒီ Tower of Fool ရဲ့ Harry Potter Edition ကအရင်ထက်ဆိုင်ပို့ပြီးတော့နှားလာတယ်တော့မြင်တယ် Big Quality လည်းတော်တော်လေးကိုကောင်းတယ်အထဲမှာကန်ရတာတော့တော်တော်မိုက်တယ်ပြီးတော့ Adwin Tong လေးတွေဘက်ကိုဆက်သွားကြတာပေါ့ဟော Adwin Tong ကလည်းထုံးတယ်မဲ့သူမှ Harry Potter ဘာညာရေးပေးထားတယ်ပြီးတော့ Adwin Tong တွေကတော့အမဲနေလားအခုလုံးကအမဲနေလား ပြောရရင်ဒီ Double Fourth ရဲ့ Harry Potter Edition ကဒါသူ့ရဲ့ packaging မှာရင်တကယ်ကို Fight Immersion အရန်ကောင်းတယ်။အဲတော်တော်လေး impressive ဖြစ်စရာကောင်းတဲ့အကောင်လို့ပြောရမယ်။ကြည့်ရတာလှတယ်။အဲတော်တော်လေးကိုဆွဲဆောင်နိုင်တယ်ဆိုတော့ကိုက collector တယောက်ဆိုလို့ရှိရင်တော့ဒါဝယ်ဝယ်ထားတဲ့ကောင်လို့ပြောရမှာကျွန်တော် Harry Potter နဲ့ပတ်သက်တဲ့အမှတ်တရတွေဘာတွေအကုန်တော်တော်များများကိုဒီထဲမှာထည့်ပေးထားတယ်ပြီးတော့ဒီဖုန်းကို packing ဖြန့်လိုက်ပြီဆိုတာ ਨੇ လုံးဝ Harry Potter bike အပြည့်အဝရတဲ့အရာတောင်မျိုးပေါ့ဒါမျိုးကတော့ဒါ Harry Potter big fan လေဆိုရင်သိနိုင်မယ်ဆိုတော့တလက်စားရဲ Turbo 4 Pro အကြောင်းလေးပါအားလုံးသိအောင် Team Comic အနေချင်းလေးဆက်ပြောကြရအောင်ပေါ့နည်းနည်းဆိုကာပါလေးတက်လာအောင်တက်လာကာပါတက်လိုက်တာလေတတော်ကိုမှတကယ်တကယ်တကယ်ကိုမိုက်တယ်ဗျာဒါတည်းမှကင်လိုက်ရတာနှစ်ပဲ အဲတာဘူ4 Pro ကိုကင်အဲ့နဲ့တခုတတိသွားရတာဘာလဲဆိုရင်တာဘူ4 Pro ကသူကသူ့ရဲ့ display ratio ကနည်းနည်းတန်းသိနေတယ်နဲ့သွားဆင်တယ်ပျက်ပြနော်ပျက်ပြလားငင်းလေးဆင်တော့ပြောကြဘေးအလုံးလေးနဲ့ပြောအထဲမှာသူကဒီ Harry Potter တင်းနဲ့ပဲအကုန်လာတယ် Harry Potter icon နေ Harry Potter တင်းနေဒါရင်းနဲ့အကုန်လုံးလာတယ် Okay ကျွန်တော်တို့တွေ Tower 4 Pro အကြောင်းလေးစကြတယ် โอเคကျွန်တော် display ဘိုင်းကိုအရင်စပြောကြရအောင် display မှာဆိုရင်ဒီ Redmi Turbo 4 Pro ကသူက 1.5K OLED panel နဲ့လာတယ်ဒါကမှသူ့ရဲ့ screen size က6.83 inch တောင်ဖြစ်သွားတယ်အရင်6.67ထက်နည်းနည်းလေးပိုပြီးတော့ကြီးလာတယ်အဲ display ratio ကလည်းတော်တော်ကိုကြည့်လို့ကောင်းတယ် channel ဒါ 68P color တွေ HDR 10+ တွေပြီး HDR vivid အဲဒါမျိုးတွေ ပြီးတော့ tower vision တိုင်မိုးတွေအကုန်လုံး support ထားသေးတယ်ဆိုတော့ပြောရရင် display ဘိုင်းကတော့တော်တော်လေးကြည့်လို့တော့ကောင်းလာတယ်ဒါတိတိတတကိုအရင်အထက်ဆိုင်ပို့ပြီးတော့ကောင်းလာတာဒါ table series မှာလည်းတော်တော်သူ display လေးမစိုးဆိုရဲအနေထားလေးတွေဖြစ်လာတာပေါ့ performance ကတော့ snapdragon ရဲ့ as 10 phone နဲ့လာတယ် PS Jumbo ကဒါအဆိုစီအစ်စ်ပဲပြီးတော့ဒီကောင်းရဲ့ performance ကလည်းတော်တော်လေးကိုမှတတ်တယ်ပြီးတော့ Tavo CV ကအားလုံးသိတဲ့အတိုင်းပဲဒါနိုင်ငံတော် brand နဲ့မှာ Tavo CV ဆိုတာနဲ့အားလုံးမျက်စိတွေမှာပြင်းမြင်တာက price to performance အကောင်းဆုံးဆိုတဲ့ကောင်းတယ်ပြင်းမြင်တယ် အဲဒါပေမဲ့ limited edition တွေကတော့နည်းနည်းလေးဈေးလေးက expensive တယ်ဒါက collector တွေအတွက်ကဒါဝယ်ဝယ်သင့်တဲ့ကောင်းနေဆိုတော့ဝယ်လို့လည်းတန်တယ်ပြတဲ့ကောင်းရဲ့ performance ကပြောရရင်ဒါကြိုက်တဲ့ gain တွေကိုကြိုက်သလိုဆော့လို့ရတယ်ဒါ AS Jam 4ကလည်းဒါကောင်းကောင်း handle လုပ်နိုင်တယ်အဲမဆိုးဘူးပေါ့နော်ကျွန်တော်တို့စမ်းကြည့်ရတော့လည်းအပူတွေပါတယ်အရင်တက်မနေဘူးအဲ gain ဆော့ရတာလည်းတော်တော်လေးကို okay တယ်ပြီးတော့ဒီကောင်းကဖုန်းကနည်းနည်းလေးပိုကြီးဝိုင်းလို့နေတူပဲဒီ Turbo 4 Pro မှာကအပူကအရင်တိ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 ုင်ထိုးထွက်လာမျိုးရအရင်ခဏလေးနဲ့ပုံလာမျိုးဒါမျိုးတွေတိတ်မရှိဘူး ပြီးတော့ဒီကောင်းရဲ့ကင်မရာဘိုင်းကင်မရာဘိုင်းကတော့ဒါ performance ဦးစားပေးဖုန်းတွေဖြစ်တဲ့အတွက်ကင်မရာကတော့အရင်ကြီးကိုကသွားပြီးတော့ဖြန့်နှင်းထားလို့မရဘူးအရင်ကောင်းတဲ့ကင်မရာတွေပါရလာမယ်ဆိုပြီးတော့တောက်ဖြန့်လို့မရဘူးအဲပြီးတော့ဒီကောင်းကင်မရာက15 megapixel main camera တစ်လုံးပါမယ်ပြီးတော့8 megapixel ultra wide တစ်လုံးပါမယ်အဲတာဘို series တွေမှာမလိုအပ်တဲ့ macro depth တွေပါအကုန်ဖြုတ်ပေးလာတာဒါကျေးဇူးအများကြီးတင်တယ်ကင်မရာလုံးနဲ့အလုပ်ဖြစ်တယ်အလုပ်ဖြစ်တာလေးထည့်ပေးတာကိုပဲဒါအဆင်ပြေပြပြောရမယ်တကယ်မှတလုံးအပေါ်ပါတယ်ပါတယ်ပြီးပြီးတော့အဆင်ပြေမနေဘူးလုံးလည်းဖြစ်တာမဟုတ် ပြောဒီကောင်းမဲ့ selfie selfie မှာတော့သူက20 megapixel နဲ့လာပြီးတော့ဒါသူ့ရဲ့ video recording က 1080p ထိပဲရမယ်ဒါကလည်း selfie နဲ့ဆိုလို့ရှိရင်တော့ဒါဖြစ်နေကြပုံစံဆိုတော့လည်းဒါတိတ်ပြီးတော့လည်းအများကြီး complain မတတ်ချင်ဘူးအဓိကက performance ဦးစားပေးထားတဲ့ဖုန်းတွေဖြစ်တဲ့အတွက်ဒါ performance hungry သမားတွေကလည်းတောင်းတောင်းဘယ်သူမှတော့ selfie ရိုက်နေရသူတွေတော့မဟုတ်ဘူးအဲ့မဲ့သူကရိုက်ချင်တယ်ရိုက်လို့ရအောင်ဆိုပြီးထည့်ပေးထားတယ်။အဲအမြင်ဆုံးကတော့ 1080p ရိုက်လို့ရမယ်။ပြီးတော့ under display fingerprint ရမယ်။ အဲစတီရိုစပီကာပဲစပီကာအတန်တော့ကလည်းတော်တော်လေးကိုမှကောင်းတယ်အရင်ကြီးကျွန်တော်တို့ဟိုစူးတာတွေပါမဟုတ်ဘဲနဲ့သူကလည်းသူနားထောင်လို့ကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်အကြိုက်ဆုံးအပိုင်းကအခုမှလာတာ Turbo 4 Pro ရဲ့အကြိုက်ဆုံးအပိုင်းကအဲ့ဘက်ထရီဆိုတဲ့အနေအားပဲဘက်ထရီမှာ8550 mAh စီလီကွန်ကာဗွန်ဘက်ထရီကိုထည့်ပေးထားတယ်စဉ်းစားကြည့်8550တက်ဘလက်တစ်လုံးရဲ့ဘက်ထရီညင်းညင်းဖြစ်နေတယ် ပတ်7တော့မအောင်မတော့1550လောက်ပဲပါတော့ဒီကောင်းရဲ့ဘက်ထရီကတတော်မှကိတ်တယ်ဒါပြန်ပြီးအားသွင်းမယ်ဆိုရင်တော့ကောင်းကောင်းအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်သူတို့ပြောထားတာလေ Turbo 4 Pro နဲ့ဒါတခြားကောင်တွေကိုဒါပြန်ပြီးအားသွင်းလို့ရမယ်22.5 ठ ီ22.5 watt ठ ပေါ့ IT ကောင်တွေ support လုပ်ပေးထားတယ်ဆိုပြီးပြောထားတယ်အတိုက်တာလေးလာလေ AC အရေးပေါ်တွေပါတယ်တက်မှာ C2C ကျွန်းလေးနဲ့ကောက်တင်တာမျိုးတွေပါတယ် AAC လို့လို့ရတယ်ဒါကလည်းတော့ကျန်းတယ်လို့ပြောရမယ်ပြီးတော့ဒီလိုအချိန်ကာလတွေနဲ့ Turbo 4 Pro ရဲ့ဒါ battery life ကတော့အရန်ကို strong မဲ့အနေထားမှာရှိတယ်။ပြီးတော့ဒီလောက် battery အကိတ်ကြီးပါတာကိုဒီဖုန်းရဲ့ weight က219 gram လောက်ပဲရှိတယ်ဆိုတော့ဒီကောင်းရဲ့ weight ကလည်းတော်တော်လေးကိုအဆင်ပြေလက်ထဲမှာစစ်စစ်မပိုင်နဲ့ battery အရန်ကြီးတဲ့ဖုန်းကြီးလို့တော့မသိတာဘူး။ဒါကလည်း silicon carbon battery တွေရဲ့အကျိုးကျေးဇူးဆိုတော့အဆိုးလို့ပြောရအောင်။ဒါတော့သူရဲ့ကျွန်တော်စမ်းမီးရဲ့အထဲမှာမှာတောက်လျှောက်တာသူ့စပတ်လေးလျှောက်ပေါ့နော်သူကလည်းသူဘယ်အပိုင်းကဘယ်လိုမျိုးကောင်းနေဆိုတော့ပြောပြရ တကယ် user experience အနေနဲ့ပြောမယ်ဆိုရင်တော့ Turbo 4 Pro ကအရင် Turbo Series Line တွေထက်စားလို့ရှိရင်ဒါတုံးရတာပို့ပြီးတော့ကောင်းလာတယ် display တွေပါရဲ့ဆိုရင်လည်းဒါကြည့်ရတာအားရလာတဲ့အနေအထားမှာဖြစ်လာတယ်။ဘာပဲပြောဒါလိုတိုးတက်လာတော့ကျေးဇူးအများကြီးတင်ရမယ်။အရင်အတည်းကမှကျွန်တော် Turbo Series ဆိုရင် display တို့ camera ဝါနဲ့မွတ်ချောက်မွတ်ချောက်ပါညာအဲ့လိုမျိုးရန်ခေါင်းကိုက်ရတဲ့အနေအထားရဖြစ်နေ။ဒါပေမဲ့ Turbo 4 Line ကစပြီးတော့ design တွေပါရဲ့အစတော်တော်ကိုမှပြောင်းလဲလာတယ်။ ပြီးတော့300ဆိုရင်လည်းသူရ Hyper OS 2နဲ့ Android 15ရဲ့ combination ကလည်းတော်တော်လေးကိုမှ smooth ဖြစ်တယ်ဒါပေမဲ့ AS10 phone နဲ့ဆိုတော့ဘာမှသိပ်ပြောရမလို့အဲကျွန်တော်ဒီတော့ရှောက်3ကြီးရတဲ့လောက်လဲ social media တွေ gaming တွေဘာတွေမှာလဲ performance ကတိတိတသားကိုကောင်းတယ်အဲ smooth ရယ်အရန် delay ဖြစ်တာမျိုးတွေအရန်ဟန်းသွားတာမျိုးတွေဒါမျိုးတွေမရှိဘူး daily use အနေနဲ့ရော gaming အတွက်ရော performance enhancement တွေအတွက်ရော data pro 4 pro ရဲ့ user experience ကအရင်အဆင်ပြေလို့ပြောရမယ်။ဒါကျွန်တော်တို့ဆိုရင် game တွေပါတယ်လေဒါ share ဆန်းကြည့်လိုက်တယ်ဖြုတ်ကြည့်လိုက်တယ်တော်တော်ကောင်းတယ်။ဒါပေမဲ့ graphic တွေပါတယ်ကတော့ china version ဖြစ်တဲ့အပြင်ကမှ asus အသစ်နဲ့ဆိုတော့ဒါတချို့နေရာလေးမှာ graphic အမြင့်တွေပွင့်ဖို့ကတော့ခဏလေးစောင့်ကြည့်ရတယ်။ ဒါကတော့ Redmi Turbo 4 Pro ရဲ့ unboxing ရယ် Turbo 4 Pro ကိုစမ်းသုံးလာခဲ့တဲ့ဒါ experience ကိုဒါပေါင်းပြီးတော့ sharing လုပ်ပေးရ။ဆိုတော့ဗီဒီယိုတစ်ခုတည်းမှာရင်အကုန်ပြီးပြတ်သွားမှာပေါ့။အများကြီးထပ်ပြီးတော့ wave wave ပြီး share နေကြမှာလို့တော့။ဆိုတော့ကိုယ့်လူတို့ရော Turbo 4 Pro ဘယ်လိုမျိုးမြင်လဲ? Harry Potter Edition ကိုဒီနှစ် design ကိုသဘောကျရဲ့လား။အောက်က comment မှာဆွေးနွေးခဲ့ပါအောင်။ကျွန်တော်လည်းနောက်မှတွေ့ကြရအောင်။အားလုံးကျေးဇူးများတင်ပါတယ်။ကျွန်တော်အဲ့ဒီကြော်ပြီးပါ။ Yangon Mobile Store.